ကဲမင်္ဂလာပါအားလုံးပဲတယောက်စီတိုင်းအောင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေနော်စိတ်တော်တိုင်းကိုပါပြီးတော့လိုရာပန်းနိုင်ခရီးကိုအားလုံးပဲရောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရတငယ်ချင်းတို့ဒီနေ့ sharing လုပ်ချင်တာကတော့တကြီးစကားတငယ်ကြဆိုတဲ့ ကဘုံတိုင်းပေါ့ဗျာကျွန်တော်ရဲ့ကျေးဇူးရှင်ဖခင်ငယ်စဉ်ဘဝကကြုံတွေ့ခဲ့တဲ့သူ့ရဲ့ဖြစ်ရမှန်လေးတစ်ခုကိုသူကျွန်တော်တို့ကိုပြန်လဲပြောပြခဲ့တယ်ကျွန်တော်တို့ငယ်စဉ်ခလေးဘဝရဲ့ကျွန်တော်တို့ငယ်ငယ်တုန်းကလည်းမီးပြတ်တယ်ဗျာเนาะဥပမာပြရငယ်စဉ်ခလေးဘဝမီးပြတ်တဲ့အချိန်ကြရင် ကျွန်တော်တို့ကအဲ့လိုအိမ်မှာအရန်မြောက်ထားတယ်မြောက်ထားတော့အဖေကအဲ့ဒီလိုမျိုးတရေအကြောင်းတွေပါပြောရရင်ကျွန်တော်တို့ကကြောက်ပြီးတော့တနည်းအားဖြင့်ပါပဲညှိပြီးတော့နေတယ်အဲ့တော့အဲ့လိုအချိန်မှာအဖေကကဲလာအလုံးထိုင်မင်းတို့အပါပြောပြမယ်ဆိုပြီးတော့အဲ့မှာအစချီပြီးတော့အမေကလည်းအဲ့ဒီအချိန်ကြရင်လက်ဖက်တုပ်လေးဂျင်းတုပ်လေးတုပ်ဖို့ဗျာညကြရင် အားနဲ့အဖေအမေဟလာကျွန်တော်တို့ညီကိုမောင်နှမတွေအနေမိဘရဲ့ဘေးနားမှာထိုင်ပြီးတော့အဲ့ဒီခေတ်အဲ့ဒီခါကကျွန်တော်တို့မှာအခုလိုမျိုးဟန်ဖုန်းတွေပါလေမရှိဘူးလေဟလာ TV တွေပါလေဆိုတာလည်းမရှိဘူးလေ TV မပေါ်သေးတာတော့မဟုတ်ဘူးဗျပေါ်ပြီဗျကျွန်တော်တို့အိမ်မှာမရှိဘူးဗျကျွန်တော်တို့ကဆင်းရဲတယ်ဗျဆင်းရဲဆိုတာလက်လုံးလက်စားမိသားစုဗျအတိရမလားငွေကြေးချမ်းသာတဲ့ မိဘကပေါက်ဖွားလာတဲ့လူတွေမဟုတ်ဘူးလက်လုံးလက်စားမိသားစုတွေဆိုတော့မိဘဖခင်မိခင်ကနေပြီးတော့ပြန်လဲပြီးတော့ဆင့်ပြန်နေပြန်လဲပြောပြတဲ့အရာတွေဦးလေးတွေအတော်တွေပြောပြတဲ့အရာတွေသူတို့ရဲ့ဖြစ်ရက်တွေသူတို့ရဲ့အာဘဝမှာကြုံတွေ့ခဲ့တဲ့အရာတွေသူတို့မျှဝေတဲ့အရာတွေကျွန်တော်တို့ဘဝရဲ့ဟို မယိုးနိုင်အောင်နားထောင်ပြီးနားထောင်နားထောင်ပြီးနားထောင်ရတဲ့ဇလန်းနေပေါ့ဗျာတည်တယ်ဗျာသူတို့ကလည်းသူတို့ရဲ့ဘဝအခြေအနေတွေကိုအခုလိုမျိုးပြန်လဲပြောပြရင်တခါခါသူတို့လည်းမျက်ရည်ကျတယ်သူတို့ဖြတ်တန်းခဲ့ရတဲ့အခက်ခဲတွေကိုပြန်လဲတည်ရပြီးတော့ကျွန်တော်တို့အတွက်လည်းအဲ့ဓာတွေကပါလဲဆိုတော့ခွန်အားဖြစ်စေတော့ငါတို့ရဲ့မိဘတွေကငါတို့ကိုပြုစုပြောင်းထောင်ခဲ့ရတာတို့ရဲ့ ခက်တန်းကြရတဲ့ဘဝပုံပြင်တွေပေါ့ဗျာနော်အဲ့ဒါတွေကကျွန်တော်တို့အတွက် TV တွေပေါ့အဲ့ဒါတွေကကျွန်တော်တို့အတွက် knowledge တွေဖြစ်ခဲ့အဲ့ဒါတွေကကျွန်တော်တို့ရဲ့ညအဲ့ရဝင်ပုံပြင်တွေဖြစ်ခဲ့ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ဘဝသူများတွေလိုမျိုးဟိုဆဆရမပြည့်စုံပေမဲ့မိဘတွေရဲ့မိဘတွေရဲ့သူတို့ရဲ့ဘဝအတွေ့အကြုံတွေပြောပြပြီးတော့ပြည့်စုံခဲ့တယ်သူတို့သူတို့ရဲ့ ရခဲ့တဲ့အတွေ့အကြုံတွေကျွန်တော်တို့ရဲ့ခေါင်းထဲကိုထည့်ပေးရင်းနဲ့ကျွန်တော်တို့ပြည့်စုံပေးရတယ်။အဲ့တော့အတိလို့ဟာဒီအထက်ကမှအခုကျွန်တော်ညဝေခြင်းတော့တခုကတော့ကျွန်တော်ပဲပြောပြတဲ့တာမွေတင်းချိုင်းကရောက်ဖောက်ခေါ်တဲ့ဒီရေမှာတာမွေတင်းချိုင်းကရောက်ဖောက်ခေါ်တဲ့တရားတို့ငယ်စဉ်ဘဝဆိုပြကျွန်တော်တို့အဖေတွေကဒီ အုံကုံကြောင်မြောင်းတောင်မွေပပဲသန်းဟာလာအဲ့ဒီပဝင်းကြမှာနေစဉ်ကလေးကသူတို့လူပြိုဘဝကလေးကတွာလာလှူရှားနေကြတော့ကိုဗျအဲ့တော့အဲ့ဒီမအုံကုံဘက်ကိုအဲ့ဒီအချိန်တော့မအုံကုံလည်းပြောတယ်ဟိုကျွန်တော်ကလာစကန်နဲ့ပြောရင်ကလာဘက်စတီလို့ပြောကလာဘက်စီတော့အနေရောက်အမဲရောက်မြေပေါ့အမဲရောက်ကြွာပေါ့ဘာဖြစ်အဲ့ဘက်မှာမီးလည်းမရှိဘူးဘာမှမရှိဘူးညဆိုရင် ပေါင်ပိန်နေတယ်လားအဲဒီအဲဒီခေတ်ကာလအဖေတို့ငယ်စဉ်ကလေးဘဝပေါ့ဗျအဲ့တော့အဖေတို့ကဘာလို့လဲဆိုညညဆိုရင်ဗျသူတို့ကအဲ့လိုမျိုးစေးလေးတောက်တာတို့ဘာလို့လူငယ်ဘာသာဘဝပေါ့ဗျသူတို့လည်းရှိတာပေါ့အဲ့တော့ဒါမဲ့ကျွန်တော်အဖေပြောသူတို့ရဲ့တငယ်ချင်းအပေါင်းအသင်းတွေတဲ့ပေါ့ဗျပခုံးဖတ်တာကိုလက်မခံတရားကိုတရားကိုပခုံးမဖတ်ကြည်ရောက်ဖမ်းမခေါ်ကြည် ကျမသူတို့ခေလူငယ်တွေကြားထဲမှာအဲ့လိုတယောက်ကိုတယောက်ပခုံးဖတ်ပြီးတော့တယောက်ကိုတယောက်တို့ပခုံးဖတ်ရင်အဖတ်ခံရတဲ့ကောင်ကတိတ်ငယ်တယ်ဗောဗျာသိတယ်မလားအာအဲ့လိုမျိုးခံစားသူတို့ရဲ့ဒါသူတို့ရဲ့ခံစားမှုအဲ့ဒီခေအဲ့ဒီခါကလူငယ်တွေရဲ့ကြားမှာရှိတာဘာကြောင့်မင်းကပခုံးမဖတ်နဲ့အဲဟိုရောက်ဖောက်ခွင်ရောက်မင်းကရောက်ဖောက်ခွင်ရောက်ဖောက်ခွင်ကြားဒီလက်ရှိကျွန်တော်တို့ခေကာလရေးစီးကြောင်းမှာတယောက်ကိုတယောက်ခင်ပြီးတကယ်ညစ်တာနဲ့ရောက်ဖောက်အဲ့ရောက်ဖောက်ရောက်ဖောက် ဟာခေါ်ရောက်တာကြီးရောက်ဖဟာအဲ့လိုခေါ်ကြတယ်လက်ရှိတောင်မှမလေးရှားမှာကျွန်တော်တို့တယောက်တော့ခေါ်ရောက်ရောက်ဖအေးတာကြီးရောက်ပြောအဲ့အဲ့လိုမျိုးပေါ့နော်သူတို့ခင်အဲ့ဒီခါတာကြီးဆိုတာအဝေးအဲ့ရောက်တာကြီးလို့တော့ပြောပါရဲ့လို့လည်းမလို့မသိဘူးရောက်ဖခေါ်တာတော့သူတို့မကြိုက်ဘူးအဲ့ဒီခင်အဲ့ဒီခါလူငယ်တွေကအစည်းအဝေးမခံဘူးပဲတယောက်တော့တယောက်နာမည်နဲ့ခေါ်တယ်စကားပြောရင် အဲ့မျိုးဟိုကကျွန်တော်အဖေနာမည်ဆိုကျွန်တော်ပဲဥကျော်ရောက်ဟောင်းကျော်အေးလို့ခွင့်ရပါရမောင်းကျော်ဆိုရတယ်လက်ခံတယ်အဲအဲ့လိုမျိုးရမောင်းကျော်အေးခေါ်တယ်ဟဲကောင်ကျော်အေးလို့ခေါ်လဲရသေးတယ်လက်ခံသေးတယ်အဲအဲ့မဲ့ရောက်ဖားရတော့မခေါ်နဲ့မကြိုက်ဘူးပါရိုက်ပါဟာအဲ့လိုမျိုးပခုံးမဖမ်းနဲ့မကြိုက်ဘူးအဲအဲ့လိုအခြေအနေပေါ့နော်အာတကယ်ကြီးနေတယ်တို့တွေခေတ်ကာလတော့တို့တွေလည်းလူငယ်ဘာသာဘဝပေါ့ဗျာဟုတ် ညာဘက်ကိုနိုင်အောင်လို့တော့နိုင်အောင်လို့တော့တွားကြအောင်တွားကြတော့အပြန်ကြတော့တကယ်ချင်းတည်းအောင်အဲ့လိုတယောက်တယောက်သူတို့ခေတ်တော့နိုင်ငံသားဆဲလေးမတော့နိုင်ဘူးဗျာညဘွေကြီးအရာပေါ့ဗျာလူစင်းရဲတွေမိသားစုစင်းရဲတဲ့မိသားစုကကြီးပြင်းလာတဲ့ကလေးတော့ဟိုစစ်ကလငါးသုံးလုံးနေပါသေးတယ်ပေါ့ခဲနိုင်သူတို့ခေတ်ကရှိတာပေါ့နိုင်ငံသားဆဲလေးတွေတင်မောတင်မောသားဆဲလေးဆိုပြီး နဲ့သူတို့မှာဟိဘီဒီဆိုတာဗျာအိန္ဒိယသုံးတော့ဗမာပြားစေးဘောလေးပေါ့ဗျာအဲရေခဲတော်စိတ်လေးတာပါစေးဘောလေးလာအဲ့ဒါတောက်ဟာအဲ့တော့အဖေကစေးဘောလေးတောက်သူတငယ်ချင်းကဟိဘီဒီဆိုတဲ့ဟာတောက်နှစ်ယောက်သားဟိတင်တောင်ပွေးတင်ကြရလာလာရဲလာတငယ်ချင်းတယောက်ကပြောတယ်ဟိဟောင်းကြောရေးပေါ့နော်မြင်သတိရှိရင်တင်မတင်ကြတဲ့ဖြတ်ပြီးသွားရဲလာပေါ့ ။ဘုရားငါ့ကိုစိတ်မခွန်နဲ့ငါသွားရဲတယ်။မင်းအောင်သွားရဲလား။မင်းအောင်လိုက်ရဲလားဟုတ်။အာမင်းအောင်သွားရဲသေးတာငါဘာလို့မလိုက်ရဲရမှာလဲဘုနော်။အဲ့တော့တောင်ဝင်းတင်းကြိုင်းတွေကနေပြီးတော့တို့ကဖြတ်ပြီးသွားရင်ဗျ။ဟိုဘက်မဦးကုန်းဘက်ကိုတို့ကသွားမှာဗျ။အဲ့အဲ့ဒီတောင်ဝင်းတင်းကြိုင်းဘက်ကဖြတ်ပြီးဘက်ကိုထွက်လဲတော့ဟိုဘက်မှာကျွန်တော်တို့ဗါလဲအိုရင်းဘက်မှာဗျာဒီဘာမမွတ်စလင်ဘက်မှာအပေါတပေါရှိတယ်ပြောလို့ကျွန်တော်အဖေတွေပြောပြအဲ့ကလဝိတ်တောင်ကလဝိတ်ဘက်ကိုသွားရင်လမ်းမှာဗျာအမအဲ့ဘက်မှာထားတဲ့အပေါတပေါရှိတယ် တော့သူကအေးအားဆိုရင်မင်းရဲ့ငါရဲ့အခုညတင်းကြိုင်းတွေဖြစ်မယ်ကြော်ရင်မင်းသွားရဲ့ငါလိုက်ရဲတော့ဟောမင်းလိုက်ရဲတဲ့တော့ငါဘာလို့မသွားရဲမလဲညောသွားသွားကြောက်သွားရဲတော့လမ်းနေနေတော့တင်းကြိုင်းတွေနည်း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 ကလေးဝင်သွားပြီးတော့အဲ့ဒါသူကျွန်တော်ရဲ့အဖေကိုတကယ်ကြီးကပြောတာဟဲ့ကြော်ရင်မင်းလူပါမောရတယ်နော်မင်းကပြောပြီးမင်းအစကတည်းကမင်းကြောက်ရင်မဝင်နဲ့ မင်းအခုလာပြီးမှမင်းကပခုံးဖတ်တာမျိုးမလုပ်နဲ့ငါလက်မခံဘူးဟဲ့မင်းလို့ကောင်မျိုးငါပခုံးဖတ်ရအောင်မင်းကဘာကောင်မို့လို့လဲပေါ့မမကြီးငါလက်နဲ့ဖတ်ရှေ့မှာပေါ့အေးဒီတကပခုံးဖတ်ကြည့်မင်းနဲ့ကလည်းတွေ့ပြီအဲ့ဒါဆက်သွားရင်တကကျွန်တော်အဖေရဲ့ပခုံးကိုလာဖတ်ပြန်ဟုတ်လားเออเมียပြောတော့အကြီးကြီးကျယ်ကျယ်ပေါ့နော်အာမင်းကိုယ်နိုင်တာကြောက်ပြီးတော့ငါ့ကိုပခုံးလာဖတ်တယ်မလားပေါ့အဲ့ မင်းတို့ငါပကုန်းဖတ်စရာမလိုဒီမှာငါလက်နဲ့ဖတ်ရဒီမှာပေါ့ဟိုဆဲလေးတော့ခြင်သားတဲ့လက်ထဲမှာမင်းတို့ဘာလို့ငါပကုန်းဖတ်အဲ့ဒါတကယ်ချင်းတယောက်ကဒီလိုမျိုးဘေးကျင်းကတ်သွားနေရတယ်ပြီးတော့နည်းနည်းလေးခွဲလိုက်တယ်အေးဒါဆိုရင်မင်းနဲ့ငါနဲ့ကြားထဲမှာတို့တထောင်စဲတစ်ခုစားပေါ့ဗျာတယောက်နဲ့တယောက်တို့လက်ကိုတို့တထောင်စဲပေါ့ဗျာကျွန်တော်တို့ဟိုဟိုပီတီတွေပဲလောက်တဲ့ဆိုတယ်ဗျာတယောက်နဲ့တယောက်လူကြီးရင်တထောင်စဲနဲ့လူကြီးအဲ့လိုတထောင်စဲနဲ့ပေါ့ဘယ်နဲ့ဒီမှာမင်းနဲ့ငါနဲ့ကြားမှာတယောက်တထောင်စီဆို နည်းနည်းခက်လန်းလန်းသွားတော့ပခုံးဖမ်းမပြီးတော့လေဟိုဘက်ပခုံးအဲ့ဒါအေးရတယ်လက်ခံတယ်ပေါ့ဒီလိုလဲဖြစ်တာတော့မယ်လားဟုတ်အဲ့ဒါနှကောင်သားသွားကြပါလေရှောင်း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 နဲ့ရောက်ဖားလို့ခေါ်တာကျွန်တော်ဗျာဟဲ့မင်းကငါ့ကိုရောက်ဖားမခေါ်နဲ့လို့ပြောတာမလားဒီတစ်ခါမင်းငါ့ဒီကောက်ထောက်ကောင်မင်းငါပါရိုက်မယ်ပေါ့နော်အဲ့ပြောနေတော့စက်သွားတယ် ဲ့ဆလင်းကလှလောက်ခြေလက်ဆလင်းကလှလောက်လမ်းလမ်းလမ်းကိုတငယ်ချင်းရဲ့နားထဲမှာလာခေါ်ပြောတယ်ရောက်ပါစို့ရောက်ကြိုးရေးပေါ့နော်မင်းကငါ့ကိုရောက်ပါပါလို့ခေါ်လာတယ်ပေါ့ဒါတငယ်ချင်းကရက်လိုက်တယ်ဟဲ့မင်းငါ့ကိုဘလို့ရောက်ပါခေါ်လာတယ်စောစောမင်းလည်းငါ့ကိုရောက်ပါခေါ်ရောက်ငါလုံးဝမခေါ်ဘူးအဲ့ဒါဘယ်သူခေါ်လာရောမင်းလည်းငါ့ကိုမခေါ်ငါလည်းမျိုးမခေါ်ဘူးပေါ့ခေါ်ကြအကြောင်းမရှိဘူးပေါ့အဲ့ဒါ တော်တော်တော်မင်းမင်းတက်ကတဲ့အခုဒီညဟိုစကားများရံမဖြစ်ချင်ဘူးပေါ့နော်အဲတော့တော်တော်တော်နှစ်ယောက်စလုံးကိုပခုံးဖတ်ထားတာလေဖျောက်မင်းကဘာလို့ပခုံးဖတ်တာလဲမင်းလည်းငါ့ကိုဖတ်ထားတာပဲပေါ့အဲ့ဒါငါလက်ကဒီမာလေးတကယ်ညလည်းပဲငါလက်လက်ဒီမာလေးအဲ့ဒါအဲသူတို့နှစ်ယောက်စလုံးကိုပခုံးဖတ်တာလက်ကြီးရတယ်ဂျားတဲ့ကိုသူတို့မျိုးရဲ့ဂျားတဲ့ကို အမျက်နှာကြီးအကြီးပဲဗျာအဖွားနေပြီးတော့ခေါင်းကြီးသူငုံပြီးဆင်းလာတာရောက်ပါရဲ့ငါးပါးကွာဆိုတော့တခါတည်းဟိုအဖေကအဲ့မှာကြီးလိုက်တော့ကွာမျက်လုံးတစ်လုံးတစ်လုံးကလည်းထန်းသီးလုံးလုံးကြီးအလုံးကြီးရဲ့အဲ့နှစ်ယောက်စလုံးဟိုဘက်တစ်ဘက်နှစ်ယောက်စလုံးသူတို့ဖတ်ပြီးတော့မှဒီခေါင်းကအရှိရနေသူတို့အောက်ကိုကြာလာတာလေသူတို့တကယ်ချင်းနှစ်ယောက်စလုံး မျက်နှာချင်းဆိုင်စကားပြောနေသူတို့သူတို့သူတို့ပခုံးဖတ်တာဗျာတဘောကအကောင်အကြီးတခုကသူတို့နှစ်ယောက်ကိုသူတို့ပခုံးဖတ်တာပြီးမှဂျားတဲ့ကိုခေါင်းကြီးထိုးတယ်လိုက်တယ်လို့မျိုးခေါင်းကြီးထဲတော့ဝင်လာပြောရောက်ဖတ်ရဲ့၅ပါးကွာဆိုတော့ကြည့်ရကြကောနှစ်ယောက်စလုံးမြင်ရတယ်လေခလဲမှာမျက်နှာကြီးအကြီးရဲ့မျက်နှာကြီးကသဘောဝိုင်းလောက်ရှိတယ်အကြီးကြီးမှာမျက်လုံးစလုံးစလုံးကလည်းထန်းဒီလုံးလောက်ရှိတယ်ပြိုးနေတာလေနေနေတယ်ထွက်ပြေးတာနှကောင်စလုံး ခါတဲ့တငယ်ချင်းဆိုရင်လည်းအဲ့မှာခါတဲ့ဟိုဖျားပါဖျားတယ်လေအဖေဆိုတော့အဖေပြောငါတို့ငါတို့ဆိုပြေးတာနှကောင်လားတဲ့အဲ့ဒါအဖေပြောပြသူငယ်စဉ်ဘဝကသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်အဲ့ဒီတာမွေတင်းကျန်းတဲ့ရောက်ဖောက်ခေါ်တဲ့ဒီရဲ့ဘုံအဲ့တခုနောက်ကသူခအဲ online လောက်ပေါ့ဗျာအဖေ16နှစ်ဒါ20လောက်ပေါ့နော်အိမ်အောင်ကြပြီဗျာ ကျွန်တော်ပြင်အိမ်ဆောင်ကြပြီးပြီပေါ့ဗျာအဲ့ဒီရွယ်ပေါ့အဲစပြီးတော့သူလည်းအလုပ်တွေပဲလုပ်နေတဲ့အချိန်ပေါ့ဗျာအဲ့ဒါနဲ့အာ living car လေးတစ်စီးကိုဟိုညဘတ်ဆိုရင်အဖေက living car လေးတစ်စီးဟိုအဲ့ချိန်တော့ကျွန်တော်ပါအုံနာကျင်းနေပေါ့ဗျာယူလို့ရတယ်ပေါ့ living car လေးငှပြီးတော့သူကပစ္စည်းတွေအဲ့ချိန်မှာအဖေနဲ့ကျွန်တော်ရဲ့ဦးလေးအဖေရဲ့အကိုအကြီးဆုံးဦးလေးနဲ့အဖေနဲ့ကနှစ်ယောက်ကပေါင်းပြီးတော့ဟိုမှန်ပါ ကျွန်တော်တို့ဘာပြောမလဲဓာတ်ပုံမှန်ပုံလေးလုပ်တဲ့နေရန်ကတ်ဆိုင်လေးတစ်ခုဖွင့်ထားပြီးကိုပိုင်ဆိုင်လေးပေါ့ဗျာဓာတ်ပုံလေးပါလေးလုပ်တဲ့နေရန်ကတ်ဆိုင်လေးတစ်ခုသူတို့ဖွင့်ထားတယ်အဲ့တော့အဖေကပထမတော့ဟိုဘာလဲမြန်မာဂိုင်းနေပြင်လာတော့ဘောပင်ခေါ်တော့ဘောပင်လေအခုကျွန်တော်တို့ခဲ့လို့ဘောပင်လေမဟုတ်ဗျာမြင်ထရတဲ့မြင်အေးထဲပြီးမှသုံးတာတော့အေးအရှိရဟိုခေါင်းလေးတွေကျိုးတာတော့ပါတော့ညာဆိုလဲတာတွေအဲ့ဒါတွေ နောက်တော့ညှင့်မှင်ရတယ်လို့ပလင်းတဲ့ကိုထည့်ပြီးမှစုပ်ယူရတယ်ဆိုတော့အဲ့ဒီနောက်ကဟိုဟိုရင်းလေးရှိတယ်ဗျအဲ့ဒါလေးပြတ်သွားရင်အဲ့ဒါပြင်တာဒီအဲ့ဒါလေးကိုအဖေကလှုပ်တယ်ဗျအဲ့ဒါအဖေကနေပြီးတော့နှစ်ယောက်အဖေနဲ့ဦးလေးနဲ့ပေါင်းပြီးတော့ဒီဓာတ်ပုံမှန်ပေါင်းဆိုင်လေးဖွင့်ထားပြီးတော့ညနေဆိုရင်အဖေကအဲ့ဒီမြောက်ဥက္ကလာကအဲ့ဒီ ဓာတ်ပုံမှန်ပေါ့ဒီလုတ်ပြီးရောင်းနေစက်ပေါ့ဗျာတစ္ဆာမှာပေါ့နော်တစ္ဆာမှာသွားပြီးတော့တစ္ဆုတစ္ဆာလေးတွေကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့မှန်ပေါင်းလုံးလို့ရတဲ့အရွယ်တစ္ဆာလေးတွေတော့ဝယ်ရတယ်ဗျာအဲအဲ့ဒါလေးတွေတော့ဝယ်ပြီးသွားရင်ဘယ်မှာသွားအားရလဲဆိုတော့အဲ့ဒီမှန်ပေါင်းလုံးတဲ့လူစီမှာပြန်သွားအားရတယ်လက်သမားစီရပေါ့ဗောနော်လက်သမားစီရစီမှာပြန်သွားအားရတယ်တဲ့အဲ့တော့အဲ့ဒီဥစ္စာတို့အဖေက လေးဘင်းကလေးအုံသာအုံသာကိုပတ်စံပေးပြီးလေးဘင်းကလေးငှငှပြီးတော့ရင်တစ္ဆက်ကိုသွားတစ္ဆက်ကိုသွားပြီးွားရင်တစ္ဆက်မှာတစ်တုတ်တစ္ဆက်လေးတွေအဲ့ဒီမှန်ပေါင်းလို့လို့ရမယ့်အရွယ်စိုက်ဖို့ပဲတစ်သားလေးစားလေးတွေဝဲဝဲပြီးွားရင်မှန်ပေါင်းလို့တဲ့လက်သမားစီမှာပြန်သွားအပ်ပြန်သွားအပ်ပြီးသွားရင်နောက်ပြီးရင်ပြန်သွားရွေးပေါ့ဗျာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအဖေကလုံးတော့တရက်အာ အဖေကလေးဘင်းကမောင်းပြီးတော့ပြန်လာတဲ့ချိန်မှာရွှေတကုံဖေရရွှေတကုံဖေရဘက်ကနေပြီးတော့ဆင်းလာတာပေါ့နော်အဲဘက်ကနေပြီးတော့အဖေကလေးဘင်းကလေးမောင်းပြီးဆင်းလာတာအဲဦးနှင်းလောက်ရှိမယ်လေအဲမနက်လင်းအာကြီးပေါ့ဗျာမနက်လင်းအာကြီး၄နာရီနဲ့၅နာရီဝန်းကျင်လောက်ပေါ့ဗျာအဲဒီချိန်လောက်ရှိမယ်လေဖေရမောင်းပြီးတော့လေးဘင်းကလေးဆင်းလာတာအဲ့တော့အဲ့မှာအမျိုးသမီးတယောက်ကကားသားတယ် ကားသားတော့အဖေကရက်လိုက်ရက်ပြီးတော့ဘယ်သွားကျင်သွားလဲတော့ရန်ကုန်ဆေးုံကြီးဟိုအရေးအရေးကြီးလို့ပေါ့နော်သွားကျင်လို့ပါပေါ့အားနဲ့အဖေကလည်းဒီအမောင်ရဲကရှိသေးတယ်ဗျာကြည့်တယ်မဆွေုံဖရားဒီကျွန်တော်တို့ဒီလက်ကံဘက်ကိုဆင်းလာတဲ့အချိန်ပေါ့ဗျာမောင်ရဲကရှိသေးတယ်အဖေကမျိုးသမီးကိုပြောဒါကျွန်တော်လမ်းကြုံတယ်ကျွန်တော်ကဟိုလမ်း30လမ်း30အထိသွားမှာဆိုတော့လမ်းကြုံတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတဲ့တဲ့ဖရားလမ်းအတိုင်းတဲ့တဲ့ဆင်းပြီးတော့အမောင် ညီမကိုချွေကုန်ပြရမှာဩဘာလဲဟိုထဲမှာချပေးမယ်ပေါ့နော်နည်းနည်းတော့ကိုယ့်အကိုလမ်းလျှောက်သွားလိုက်ပေါ့ရတယ်ရတယ်တဲ့အကြောင်းမဟုတ်ဘူးတဲ့ဟိုအဲ့ဒီသွားသွားတက်ကတူဘာလဲသွားတက်ကတူပေါ့ဒီပေါ့သွားတက်ကတူတော့မဟုတ်ဘူးပြကျွန်တော်တို့ဘာပြောမလဲဆိုဆေးရုံကြီးရေခဲတိုက်တမ်းမှာအဲ့မှာသွားသွားသွားတက်ကတူကိုရှိတယ်အဲ့ဒီနာမှာရက်ပေးလိုက်ရတယ်ကျွန်တော်တို့ဘာပြောမလဲဆင်း စိမ့်မေဒီဖះเจ้าမျက်ဆောင်တော့ဗျာဒေါင်းဒေါင်းပေါ့နော်အဲ့မှာရက်ပြီးရတယ်ကျွန်မအရင်ကနေသွားလိုက်မယ်လေအဲ့နဲ့အဖះလည်းကောင်းပြီပေါ့နော်ဆက်လို့ပြောပြီးတော့တို့အတင်လာတင်လာတော့လာတော့ကတော့ကွာတယ်ဟိုကော်မလီသက်ဆိုင်ကကော်မလီကတေးသေးလေးကွာတယ်ငါလည်းပြေးပြေးမောင်းလာတာပဲတဲ့မောင်းပြီးတော့အဲ့လာရင်လည်းဘယ်သားလောက်ရောက်လဲဆိုတော့ကျွန်တော်တို့အာတကုံး တကုံးမှတ်တယ်အဲ့ဒါဘာပြောမလဲပြောရန်ကုန်မှာတသားတစ်ခုရှိတယ်မှာကျွန်တော်လည်းပြောဗမာပြည်မှာထွက်လာတာနင်းတဲ့ဆက်တော့အိန္ဒိယတွေနာမည်တွေမိကုန်ပြီအဲတကုံးမြို့နယ်တော့တကုံးပဲတကုံးဆိုဟိုကျွန်တော်တို့တောင်တကုံးမြောက်ကုန်ဘက်ကိုပြောမှာနော်ရန်ကုန်မှာပဲတကုံးမြို့နယ်ဆိုတော့ရှိတယ်ရောက်လန်းတိတ်ပေါ့အေးရောက်လန်းရောက်လန်းထိတ်ပေါ့နော်ရောက်လန်းဒီဘက်ထိတ်နေမှာအဲ့အဲ့မှာမိရထားအောက်မိရထားအောက်ကတော့အပေါ်ဂုံးကျော်တရားလေးတစ်ခုရှိတယ် သူဒီဘက်မှာဟိုကျွန်တော်တို့ chess ကြောင်းပြ chess ကြောင်းဒီဘက်မှာအာ center ပေါ့နော် center ပေါ့လာလာတာလာတာတဲ့ပေါ့နော်ဒီဘက်မှာစိမေရီကြောင်းပေါ့နော်အဲ့မှာဂုံးလေးရှိတယ်အဲ့ဂုံးသားလေးရောက်လို့ရောက်ပေါ့လေအဲ့မှာညောင်ပင်ကြီးတွေရှိတယ်အဲ့နားလေးရောက်ပေါ့ကဘလို့မှလီဘာနင်းပြီးတော့ရှေ့ကိုမသွားတော့ကားကြအငွေ့တွေသွားပြီးတော့ကားကြဘာဖြစ်တာလဲပေါ့နော်ငါကရုတ်တရက်ကြီးလေးပြီးတော့တုံသွားတာပေါ့နော်အဲ့ဒါဘေးကစဉ်းစားတယ် တော့ဗတ်ကြီးမှန်တယ်ကြည့်လိုက်တော့ကားရဲ့အနောက်ကနေပြီးတော့တစုံတစ်ခုကအဲ့လိုကားရဲ့ဟိုလေဘင်းကားဆိုပြောခင်ဗျားတို့အခုခင်မှာလေဘင်းကားတော့မြင်ဘူးမှမြင်လေဘင်းလေဘင်းကားဆိုအခုကျွန်တော်တို့ခင်မှာတော့လေဘင်းကားတွေမရှိတော့ဘူးပြလမ်းပေါ်မှာနောက်ကခေါင်းမိုးလေးနဲ့တိတိလေးပါပဲလေဘင်းကားနောက်မှဆိုလူလေးယောက်ဟိုဘက်ဒီဘက်ဆိုရင်နှစ်ယောက်6ယောက်လောက်ပဲထိုင်လို့ရပါလေနောက်ကပစ္စည်းတင်တဲ့နေရာလေးရတယ် အဲ့ဘေးဖရိန်နေကြားတဲ့နေပြီးတော့အဲ့လိုမျိုးအရာဝိစုတစ်ခုอ่ะပဲဟိုမှာကားနောက်ဘုံကားနောက်ခန်းထဲမှာတခုဘူပေါင်းတခုကိုမှုတ်လိုက်တယ်လို့ပြောပြဘေးသားနေအဲ့လိုကားပြီးတော့ကယ်ပြီးတော့ထွက်တယ်ဟာနဲ့အဖေကဘာကြီးလဲပေါ့နော်ဟာနဲ့အနားရရောအနားလည်းရရောအဖေကဆင်းလိုက်တယ်ကားပေါ်နေဆင်းပြီးတော့နောက်ကိုသွားလိုက်တော့ကြည့်ရောစောစောကအမျိုးသမီးကငဘူးသင်းကြီးလိုမျိုးတဲ့ပါဇက်တေးနှာခေါင်းရည်နဲ့အဆွဲရည်နဲ့သွားကြီးတယ်လေမျိုးလုံးကြီးကပြူးပြီးတော့အဖေကိုကြည့်တယ် ူ့ရဲ့ခန္ဓာကိုယ်ကြီးကကားရဲ့အတွင်းထဲမှာအဲ့လိုမျိုးတပြေးပြေးကြီးလိုက်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 အပြင်ကိုလက်တွေချေတဲ့အားလုံးကအဲ့လိုဘပူတင်းလို့ကားပြီးတော့သွားနေတာလေအဖေလည်းလမ်းပြီးတော့အဲ့ဒီထွက်ပြေးတာလည်းတန်းနေအောင်ကားမှာထားပြီးပြေးတာအခါရင်ကပြေးတာကွာတဲ့အိမ်ကုန်နဲ့အိမ်ရောက်သွားတော့တော်တော်လေးမောနေပြီအဲ့ဒါကျွန်တော်ရဲ့အဲဦးလေးကဘာဟိုတို့မေးတာပေါ့ကျော်ရင်မင်းဘာဖြစ်လာတာလဲပေါ့အဲ့ဒါ ကျွန်တော်ရဲ့အဲ့ဒီဥလေးကိုအဖေကဘာဘူးဘိုင်လို့ခေါ်တော့ဘာဘူးဘိုင်ပေါ့ဘာဘူးဆိုတော့အကိုကြီးပေါ့ဗျာအကိုကြီးပေါ့နော်ဘာဘူးဘိုင်ဆိုဘိုင်ဆိုအကိုပေါ့ဗျာအာဘာဘူးဘိုင်ပေါ့နော်ကျွန်တော်တော့ဒီလိုလည်းဖြစ်လာရေပေါ့နော်လမ်းမှာအမျိုးသမီးတောင်အကိုကြီးတောင်းလို့ကျွန်တော်နောက်မှထိုင်ဆိုပြီးတင်လာတော့ပေါ့ဒီရောက်လမ်းထိပ်ကဒီကျွန်တော်တို့ပန်းညံသားလေးရောက်လေရောကားကြီးကရှေ့မထွက်တော့ဘဲနေပေါ့ကျွန်တော်လည်းအမျိုးမျိုးလီပါနေတာကားရှေ့မထွက်ဘူးအဲ့ဒါကျွန်တော်ကြောက်တယ်နဲ့ ကျွန်တော်အနံ့နေရလဲရတာနဲ့ကျွန်တော်ကားပေါ်နေဆင်းပြီးအနောက်ကိုကြည့်ရပါဘာဘာများဖြစ်တာလဲဆိုပြီးတော့တော်တော့အမမအမျိုးသမီးအာယုံမရှိပြသူကတခုခုကားအောက်ထမမှာခုနေလာတာပြုနေလာတာပေါ့ဗျာကားဘာဖြစ်လို့ရှေ့မတက်တော့လားဆိုသူကဆင်းပြီးတော့ကြည်လာတယ်ကြည်တဲ့အချိန်မှာအနောက်ကအမျိုးသမီးကအဲ့လိုမျိုးငပူတင်းကြီးလိုမျိုးအိမ်ယာမကြီးလည်းအကြီးဖြစ်နေလာတဲ့လေဘော်လုံးကြီးလိုမျိုးပဲတဲ့အဲ့မှာကျွန်တော်ကြောက်ပြီးတော့တဲ့အခုထွက်ပြေးလာတာတဲ့အဲ့ဒါဦးလေးက ဟာမင်းတော့ဒီနေရာဒီလမ်းကြောင်းကမင်းလည်းတည်တာပဲဘောနော်ငါလည်းခဏခဏခံခဲ့ရပြီဘောနော်မင်းအခုမင်းမင်းခံရပြန်ပြီဘောနော်အဲ့ရဲကဲလာလာလာဆိုညီကုန်းတယောက်စပိန်နဲ့ပြန်သွားတာစပိန်နဲ့ပြန်လဲပြန်သွားကားကြီးကလမ်းကလေးကောင်မှာဒီတိုင်းပဲလေဘယ်သူမှလည်းကားသားမှမရှိကားကတော့ကားရှိတယ်အဲ့တော့မှလမ်းကလေးမှာဒီတိုင်းပဲအဲ့နဲ့ဦးလေးကတတ်မောင်းပြီးတော့ဦးအဖေကမင်းစပိန်နဲ့လိုက်ခဲ့ဖို့ငါကားမောင်းပြီးယူရမယ်ဖို့မင်းမကြောက်နဲ့ဆိုအဲ့နဲ့ အဖေကမဟုတ်ကျွန်တော်စပိန်နဲ့မလိုက်ရုံသာစပိန်ကိုကားတော့မထဲထဲပြီးတော့အဖေကကရင်ဦးလျာရှိကကောင်းမောင်းမောင်းပြီးတော့နှစ်ယောက်သားလာကြအဲအဖေပြောပြငါရဲ့ဘဝမှာဒါပထမဆုံးဟိုဘယ်လိုပြောမလဲဆိုအဲ့ဒီလောက်ထိဟိုကြောက်လန့်တကြပါဗျာအရင်တကယ်ချင်းနဲ့အတူတူတရေချောက်ကတာတကယ်ချင်းအဖော်ပါဒီဟိုကသူတယောက်တည်းချောက်ကတာဘယ်သူမှအဖော်ပေါ်တော့သူတယောက်တည်းလေအဲ့မှာတော်တော်လေးတွေးပြအောင်ကြောက်ခဲ့ရတဲ့အဲဇက်လားပေါ့ဗျာ ဒါတော့ဟိုပညာယူစရာတော့ဘာမှတော့မရှိဘူးဗျဒီတဲမှာပေါ့နော်ဒါပေမဲ့ဘာပြောမလဲဆိုတော့လူကြီးတွေဟိုတုန်းကပြောခဲ့တဲ့တက်ရှိသူတို့ကတော့အခုလက်ရှိချိန်မှာအသက်မရှိတော့ဘူးအကုန်လုံးဆုံးမသွားကြပြီသူတို့တွေရဲ့တွေ့ကြုံခဲ့တဲ့အတွေ့အကြုံတစ်ခုပေါ့ဗျာအဲ့ဒီအဲ့ဒီစုလေအရှေကုန်ဖျားအစင်ကုန်အစင်လေးအဲ့ဒီနေရာအဲ့ဒါမှာလက်ကန်တစ်ခုရှိတယ်အဲ့လမ်းတော့ရှော့ပါလိအင်မတန်တရေ၆တဲ့ဗျအရန်တရေ၆တဲ့နေရာဗျာ အမျိုးစုံ၆တာလေအမျိုးသမီးအဖြစ်ဟန်ဆောင်ပြီး၆တာရှိတယ်အမျိုးသားအဖြစ်ဟန်ဆောင်ပြီး၆တာရှိတယ်အဲ့ဒီနေရာလူတော်တော်များများပြတိုက်စီသမားတွေလည်းခဏခဏခံရတယ်နော်တခြားဒီဖြတ်တော့ဖြတ်လာပေါ့ဗျအဲ့ဒီနေရာကနေဖြတ်တော့ဖြတ်လာလူတော်တော်များများအဲ့ဒီလိုမျိုးအချောက်ခံရတယ်တဲ့အာကျွန်တော်ရဲ့အဖေကတော့ဒါသူ့ရဲ့ဘဝမှာအဲ့ဒီနေရာမှာခက်ဦးလေးဦးလေးကြုံခဲ့တဲ့အတွေ့အကြုံတစ်ခုလည်းရှိတယ်ဗျကျွန်တော် ကျွန်တော်တိတ်ပြီးအဲ့ဒါကိုတိတိကျကျမမမီဘူးဖြစ်နေကျွန်တော်ရဲ့အမတယောက်ရှိတဲ့ရန်ကုန်မှာသူ့ကိုကျွန်တော်ပြန်ပြီးတော့မေးရမယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေဦးလေး၆ခံခဲ့ရတဲ့အဖြစ်အပျက်ကိုအဲ့ဒါကိုမေးပြီးသွားရင်ကျွန်တော်နောက်ဗီဒီယိုလေးမှာအခုလိုမျိုးကျွန်တော်ပြောမယ်ဗျအဲ့တော့ဒါဒီမှာဘာမှဟိုပညာရစီရတော့မရှိဘူးပေါ့ဗျဒါပေမဲ့လူကြီးတယောက်လူကြီးတွေရဲ့ တက်ကြီးစကားကိုရီတန်ငယ်တွေကြားခဲ့တဲ့ဟာကိုကိုရီနောက်ကကလေးတွေကိုပြန်လဲမျှဝေခြင်းသာဖြစ်တယ်ပေါ့နော်ပညာယူစရာတော့ဘာမှမရှိဘူးစင်ကျင်စရာပါရှိတယ်ဆိုစင်ကျင်စရာကတော့ဘယ်ရမဆိုပေါ့ဗျာနော်ကြောက်စရာလန့်စရာရှိရင်ကြောက်လိုက်လန့်လိုက်ပြီးတော့ဒါအားလုံးကပုံပြင်တဲ့ပုံဗျာတနည်းနည်းတစ်ချိန်ချိန်မှာကိုယ့်ရဲ့နောင်လာနောင်သားတွေပြန်ပြောရမယ်ပုံပြင်တဲ့ပုံဖြစ်သွားတယ်ဘယ်အရာမှ အမြဲတမ်းအတွက်ပျက်စီးဆုံးရှုံးသွားရတော့မရှိဘူးတောကဆိုတာလေဒီကနေ့ခင်ဗျားတို့ကျွန်တော်တို့ရောက်နေတဲ့ဒုက္ခတောကတွေဟာတစ်ချိန်ကျရင်လူငယ်တွေကိုပြန်လဲပြောပြတဲ့အချိန်ကျရင်ဟာတာသဘောဖြစ်သွားတာဟောဒါငါကွာအဲ့ဒီတော့အဲ့ဒီလိုဒုက္ခရောက်တော့ကွာဒီလိုပဲဖြစ်ခဲ့တာကွာဆိုအခုတော့ကွာဒါတွေအားလုံးဟာဟာတာတစ်ခုပေါ့အဲ့ဒီချိန်တော့အရန်ခံစားခဲ့ရပြီမယ်အခုအချိန်မှဒါ ဟာတာတဘို့ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်အဖေသူအဲ့ချိန်တုန်းကသွေးပြမတက်ကြောက်ခရပဲမြေကျွန်တော်တို့ပြောပြပြတဲ့အချိန်မှာကျွန်တော်တို့ကောင်လေးဥလိုက်အဲ့ဥနာအောင်ရီခဲ့ရတယ်ပေါ့နော်အဲ့တော့တစ်ချိန်တုန်းကကျုံတွေးခဲ့ရတဲ့အခက်ခဲအောင်နောက်တစ်ချိန်မှာဟာတာတဘို့ဖြစ်သွားလိမ့်မယ်အဲ့တော့ဘေးရာကုန်မှစိတ်ဓာတ်မကျနေဘေးရာကုန်မှဒုက္ခရောက်လို့တော့ကမထားနဲ့ အဲ့ဒီဒုက္ခတွေကတစ်ချိန်ကျရင်မင်းဘဝရဲ့အကောင်းဆုံးဟာတာတွေဖြစ်သွားပါလိမ့်မယ်လို့ပြောရင်းနဲ့ဒီကနေ့ကျွန်တော်ရဲ့ sharing ကိုရုပ်ဒီမှာပဲရက်လိုက်ပါတယ်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဘိုင်ဘိုင်